ဘရိတ်ဆက်တဲ့သွားညေကုသမှုလုပ်တဲ့ဖြစ်စဉ်ကဘဝရဲ့ကြီးမားတဲ့မှတ်တိုင်တွေကတစ်ခုဖြစ်တယ်ကွာအာဒီမင်္ဂလာဆောင်လုပ်ဖို့ကျင့်ဆင်ရတယ်လို့မျိုးပေါ့အဲ့လိုမျိုးပဲသူနဲ့နေတူကိုယ့်အတွက်အရေးကြီးတဲ့လူတိုင်းအတွက်အရေးကြီးတဲ့အဲဘဝရဲ့မှတ်တိုင်တစ်ခုဖြစ်တယ်ဆိုလို့ရှိရင်လက်ခံလာအဲ့ဘာလို့ဒီလိုပြောရလဲဆိုတော့အာသွားညေကုသမှုဆိုလို့ရှိရင်အနည်းဆုံးသွားလေးချောင်းလောက်ရတယ်ကွာပြန်ပြီးတော့အစားထိုးလို့မရတော့ဘူးဖြစ်လို့ရှိရင်လူတိုင်းက ခန်းမြပေါ့နော်နှစ်နှစ်ကနေသုံးနှစ်ကြာ哦ကြာရတာတယ်တက်ပြီးသွားလို့ရှိရင်လည်း brace ဖြုတ်ပြီးသွားလို့ရှိရင်လည်းအာ retainer ပေါ့နော်သွားထိန်းတဲ့ဟာကိုအာဆွဲပြီးတော့မှနှစ်တည်းရှေ့ထပ်တိုက်ရပြန်အောင်ဆိုတဲ့ခါကျတော့ဒီလိုမျိုးကြာကြီးပေါ့နော်ကိုယ့်ရဲ့ငွေအင်အားကောလူအင်အားကောပြီးတော့ပြန်မရနိုင်တဲ့သွားတချို့ကိုလည်းအာဆုံးရှုံးလိုက်ရတယ်ဒါမျိုးဆိုတော့ဒီသွားကြီးကုသတဲ့ဖြစ်စဉ်ကလူတိုင်းအတွက်တကယ်ကိုရေးပါတယ်သူကတူတူ ်ဘလို့အရေးကြီးတဲ့သူပဲဖြစ်ပါမင်းသမီးပဲဖြစ်ဖြစ်မင်းသားပဲဖြစ်ဖြစ်တာမန်လူပဲဖြစ် လူတိုင်းတက်ဒီတောင်းကြီးကူတောက်မှုလုပ်ပြီးဆိုလို့ရှိရင်အဲ့လူတွေကတော့ဒီဖြစ်စဉ်ကတအားကိုအရေးကြီးတဲ့ဖြစ်စဉ်ဖြစ်တယ်ပေါ့နော်ဆိုတဲ့ခါကျတော့ grace တက်ဖို့စဉ်းစားနေလေဆိုရင်ဒီဗီဒီယိုဆက်ကြည့်လိုက်ပေါ့နော်လက်ရှိတော့မဖြစ်ပါသေးဘူးပေါ့နော်နှစ်နှစ်ကျော် experience ပုံမူတည်ပြီးတော့မှဗားရီဆောင်ရမယ်ဗားရီရှောင်းအောင်လေဆိုတော့ပြောတောင်းမှဖြစ်ပါတယ်အဲ့တော့ပထမအဆုံးဘာလို့ grace တက်လဲပေါ့နော်အဲတော်တော်များတော့ ဖြေလိုက်မယ်။သွားခေါ်လို့လို့သွားကျဲလို့ဖြေလိုက်မယ်။အဟုတ်တယ်။များသောအားဖြင့်တော့သွားကျဲတာတို့သွားထက်တာတို့ပေါ့နော်။အများကြီးသွားရဖြစ်နေတာတို့အာသွားခေါ်တာတို့ဒါကြောင့်တက်ကြတယ်။ဒါပေမဲ့လည်းတခြားအကြောင်းရင်းတွေရှိတယ်။တခြားအကြောင်းရင်းတွေကတော့ technical term တွေဆိုင်နေပေါ့နော်။ overbite underbite deepbite ဒါမျိုးပေါ့เนาะဒါတွေကတော့ technical term တွေဖြစ်တဲ့အတွက်ကြောင့်မလို့အုံလေးနဲ့ကြည့်ရဆိုလို့ရှင်ပိုရှင်းမယ်ပေါ့เนาะပြီးလို့ရှင် cross bite ပေါ့เนาะ cross bite ကတော့ဒီ သွားလေးတွေကကက်ကက်လေးထဲဝင်နေတယ်။ဘလို့ရှင် open buy သွားစီလိုမရဟာနေပေါ်သွားနေအောက်သွားချမှာပေါ့နော်။ဒါရီက technical damage တွေပေါ့နော်။ဒါမျိုးတွေကြောင့်လည်း brace တက်ကြတယ်။ဘာလို့လဲဆိုတော့ဒီလိုမျိုးအပြဿနာတွေရှိနေတယ်ရှိပြီဆိုလို့ရှင်ဘာတွေပြဿနာဖြစ်တတ်လဲဆိုတဲ့အခါကျတော့ဒီအာမေးရိုးတွေမညီတာပေါ့နော်မေးရိုးပြဿနာတွေရှိတယ်။ညနာတွေမညီတာအစာဝါးတဲ့အခါမှာခက်ခဲရှိတာဒါမျိုးတွေကြုံရတယ်လေ။ဒါကြောင့်မို့လို့လေ။ဘာကြီးဥသားတဲ့လုပ်ငန်းချင်းကိုလုတ်ပြီးတော့မှပြန်နေကြတယ်ပေါ့နော်။ အဲ့ကျမရဲ့ကိုပိုင်အတွေ့အကြုံဆိုလို့ရှိရင်ကျမရဲ့ action ပုံပြမယ်ပေါ့နော်ကြည့်စီလိုက်အဲ့ဆိုလို့ရှိရင်အော်ဘယ်လိုပြောမလဲရုပ်တရက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်လူ၁၀ရောက်မှ၈ရောက်လောက်ကတောင်းကြီးကုသဖို့မလိုဘူးလို့ပြောလိမ့်မယ်မလိုဘူးလို့ပြောလိမ့်မယ်ဒါပေမဲ့အာတောင်းကြီးကုသဖို့ဆုံးဖြတ်ချက်ကကိုယ့်ပုံမှာပဲမဟုတ်သေးဘူးကျမကိုယ်တိုင်ဆိုလို့ရှိရင်ဘာခံစားရလဲဆိုရီလို့ရှိရင် မလုံဘူးပေါ့နော်ငါကြီးမလောက်ဘာကခေါ်နေတဲ့ပြဿနာမျိုးလည်းမရှိဘူးအာသူများရဲ့ချင်းလည်းလှရင်လို့ခံစားရတယ်ဒါပေမဲ့ကိုကိုတိုင်က insecure ကဖြစ်တာပေါ့နော်အာရေလို့ရှိရင်မလောက်ဘူးလို့ထင်တယ်မရေရဲဘူးအဲ့လိုမျိုးပေါ့နော်ပြီးလို့ရှိရင်တွားရီကစီပြီးတော့ရှင်နေတော့ clean လုပ်ကိုမရဘူးပေါ့ကိုထင်တယ်ပေါ့နော်အဲ့တော့တွားမြေကူတာဖို့ဆုံးဖြတ်မယ်ဆိုလို့ရှိရင်ဆုံးဖြတ်ချက်ကကိုကပဲလုပ်တယ်မယ်ဘေးလူတွေကအားပဲပြောပေါ့နော် တောင်းကြီးကူတာဒါအရန်ကို life long process ဖြစ်တယ်။ပတ်စံနေဝေးတွေအကုန်ခံရတယ်။ဆိုတဲ့အခါကျတော့ကိုယ့်ကိုယ်ပဲဆုံးဖြတ်ချက်ချကိုယ့်ရဲ့လုပ်ကိုကိုယ့်ရဲ့ပုံစံကိုကိုမကြိုက်ဘူး။လုံးဝစိတ်မကျေနပ်ဘူး။ဒါနဲ့မနေနိုင်ဘူးဆိုရင်တော့ပြင်။ဒါပေမဲ့ချားလူတွေရဲ့အကူအညီယူလို့ရတယ်။ဥပမာညမမာဆိုလို့ရှင် Facebook page တွေရှိတယ်။ဒီတောင်းကြီးကူတာနဲ့ပတ်သက်ပြီးတော့ဒီမှာကြီးအမြင်အောင်မေးလို့ရတယ်။ဘာလို့လဲဆိုတော့တခါလေကြာလေကိုကလှုပ်ချင်ပေမဲ့သူက life long တော့ရတာဖြစ်တဲ့အခါကျတော့ လုံးတဲ့မလုံးတဲ့စာတို့များရဲ့အကြံဉာဏ်လေးလေးယူလို့ရတယ်ပေါ့နော်အဲ့တော့ကျမဆိုလို့ရှိရင်ဒီတိုင်းပဲကြည့်လိုက်လို့ရှိရင်ဘာပြဿနာမှမရှိဘူးရင်လည်းလှရလို့ထင်ရပေမဲ့တကယ်ကိုယ့်ရဲ့လုပ်ကိုယ်ကိုမကျင့်တတ်လို့တွားပြီးတော့တက်ဖို့ဆုံးမတဲ့အခါမှာ D byte ပေါ့နော် D byte လား under byte လားမသိဘူးအဲ့လိုမျိုးဟိုကတဂိုရီရဲ့ဝင်နေရပေါ့နော်ဒါပေမဲ့အမ်အချုပ်အနေနဲ့ကတော့တောင်းကြီးကုသကိုစဉ်းစားလိုက်ပြီဆိုတာနဲ့ဆုံးဖြတ်ချက်ကကိုယ်စီရပဲချမယ် ကိုကတက်ကိုတက်မှဖြစ်မယ်ဆိုတဲ့စိတ်မျိုးရှင်တော့တက်တာချလိုက်ဒါပေမဲ့သူများတွေရဲ့ opinion ကိုလည်းယူလို့ရတယ်အအရင်ဆိုးနေလားဒါမှမဟုတ်လှနေလားပေါ့နော်မတပဲနဲ့ထားတယ်လားဘာလို့လဲဆိုတော့ကြာကြီးလက်တက်ရတယ်ပြန်ရွေးနိုင်တဲ့အချိန်လေးရှိတယ်ခ ्यू မဆိုင်လို့ရှင်ပေါ့နော်ရတိတ်နိုင်ပြချမတက်လို့ရှင်ဆိုတဲ့အခါကျတော့ကိုယ့်ရဲ့ decision plus ဒီ brace community မှာရှိတဲ့သူတွေရဲ့ opinion ပေါင်းပြီးတော့မှဆုံးဖြတ်ချက်ကိုချတယ်ဒါကဆုံးဖြတ်ချက်ချတဲ့အပိုင်းပေါ့နော်ကဲဆုံးဖြတ်လိုက်ပြီပေါ့ ငါသွားညှိလောက်မယ်လို့ဆုံးဖြတ်လိုက်ပြီးလို့ရှိရင်ဘာတက်မလဲစပြီးစဉ်းစားရတယ်စဉ်းစားရတဲ့အခါမှာအမျိုးသားတွေကတော့အများကြီးရှိနိုင်တယ်မြန်မာမှာအသုံးများတဲ့မျိုးသားသုံးခုပဲရှိတယ် traditional ပေါ့နော်မျိုးဖလားပုံစံပြီးလို့ရှိရင် self legating လို့ခေါ်တယ်သူ့ဟာသူသူရွှေရှားနိုင်တဲ့ဖာလေးပေါ့နော်ပါတဲ့စနစ်ပါတဲ့ grace ပေါ့နော်နောက်ဆုံးတစ်ခုကတော့ clear aligner လို့ခေါ်တယ် evaseline လို့လည်းခေါ်တယ်ပေါ့နော် ဒါအမင်းသမီးတွေမင်းသားတွေ influencer တွေသွားနေလာမှမသိတာချင်တဲ့သူတွေတုံးနေအကြည့်အောင်လေးပေါ့နော်အဲ့တော့ tradition နဲ့မှာဆိုလို့ရှိရင်လေဒီတတ်တူတုံးလေးတွေနဲ့ cream အယောင်တုံးလေးတွေရွေးချက်လို့ရတယ် self label တွေမှာလည်းဒီလိုပဲတတ်တူတုံးလေးနဲ့ cream အယောင်လေးတွေရွေးချက်လို့ရတယ် brand တွေရွေးချက်လို့ရတယ်အဲ made in USA လား made in Japan လားဒါမျိုးပေါ့နော်ရွေးလို့ရတယ်အဲ့ကိုယ့်ရဲ့မျိုးစားနဲ့မိရင်တွေရွေးတဲ့အပေါ်မှာမူတည်ပြီးတော့မှ30သိန်းရနေပြီးတော့20 30 40 50 60ထိ အဲဈေးကတစ်ခုနဲ့တစ်ခုကမတူဘူးပေါ့နော်ယူကြရတယ်ပေါ့နော်အဲ့တော့ကိုယ့်ဘတ်ဂျက်ကိုကိုယ်ဆုံးဖြတ်ဆုံးဖြတ်ပြီးတော့ဘာတက်ချင်လဲကိုယ့်ရဲ့အခြေအနေပေါ့နော်ငါမမြင်စေချင်ဘူးလားမြင်တဲ့ကိစ္စမရှိဘူးလားသိတာစေချင်လားမသိတာစေချင်လားဒါမျိုးတွေကိုကိုယ်ဆုံးဖြတ်လို့ရပါတယ်ပေါ့နော်ဒါပြင်နောက်တစ်ချက်စဉ်းစားရမှာကသွားနှုတ်ခါတွေပဋိညာခါတွေဒါဒီပေးရမယ့်အမောင်ပေါ့နော်ခုနကပြောတယ်30ရာနေ60ကြာ30 60 30ရာနေ30 60ကြာကြာနိုင်တယ် အဲ့ဘက်မှာပါမီသားလောက်ပါသေးဘူးလားပေါ့နော်။သွားလုံခါတယ်။တန်ရှင်းကတယ်အပတ်စဉ်အပတ်စဉ်မဟုတ်ဘူးနှစ်ပတ်တစ်ခါသွားပြရတယ်။တစ်ပတ်တစ်ခါသွားပြရင်ဒါအချိန်မီပုံမှုတည်ရပေါ့နော်။ဒါမျိုးတွေကအဲ့မှာထပ်ပြရအောင်မလားမပြရအောင်လားဆိုတော့ဒါကိုတက်မဲ့စေကန်နေပေါ့နော်။အသေးချာစုံစမ်းတင်နေပေါ့နော်။မြန်မာမှာကတော့ breed တက်မယ်လို့စဉ်းစားရင်မြန်မာမှာတက်တာအကောင်းဆုံးပဲ။ဘာလို့လဲဆိုတော့မြန်မာဆေးချိုးတယ်သွားနေပတ်တိုင်ပေါ့နော်။ဆိုတဲ့အခါကျတော့နိုင်ငံခြားရောက်သွားလို့ရှင်ဒါအသေးချာရတော့ကိုယ်မလိုက်နိုင်တော့။ မြန်မာမှာကအေးချစရိတ်နဲ့သွားလို့ရတယ်။ဥပမာကျမ case ဆိုလို့ရှင်12သိန်းပေးရတဲ့ item ပါပေါ့နော်။12သိန်းကိုတစ်လ8သိန်းဝင်သွင်းတယ်။ဒါတော့မှအခုခြေဝိုင်းခြေဝိုင်းကဟိုဆွဲရခြေဝိုင်းခြေဝိုင်းပြီးတော့နောက်လာပြီးပေးရမလို့တော့။အဲ့တော့ပြောချင်တာစေကန်ကလက်ခံတဲ့အနည်းဆုံးပမာဏကိုပဲလာစင်သွင်း။ဘာလို့လဲဆိုတော့ဒါရေဦးကဖြစ်တဲ့သဘောပေါ့နော်။ပတ်စံအကုန်လုံးခြေပြီးသွားတဲ့အခါမှာ customer care ကကို လိုချင်သလားရချင်ပါလေရနိုင်တယ်ဒါဖြစ်နိုင်တဲ့အခြေအနေကိုပြောပြတာပေါ့နော်မဆန်ကြေးကြေးမကြေးကြေးတသမတ်တဲ့ယူဆိုင်တဲ့စိတ်ခင်နေလည်းရှိနိုင်တယ်ရှိရပေါ့နော်ဆိုတဲ့အခါကျတော့ပတ်စံအနည်းဆုံးပဲလာစင်တွေ့မှာလို့အဲ့တော့အမျိုးအစားရွေးချယ်ပြီးသွားပြီဆိုလို့ရှိရင်စိတ်ခင်နေဆရာဝန်ရွေးချယ်ဖို့ဖြစ်လာတယ်အဲ့တော့စိတ်ခင်ရွေးမယ်စိတ်ခင်ရွေးတဲ့ tip ကကျွန်မအတွက်အရေးကြီးဆုံးကတော့အိမ်နဲ့အနည်းဆုံးစိတ်ခင်ရွေးတာပဲဘာလို့အဲ့လိုပြောရလဲဆိုတဲ့အခါကျတော့စိတ်ခင်နေကပြောလိမ့်မယ်ပေါ့နော်ဆရာဝန်နေကပြောလိမ့်မယ် ရှစ်လကြာမယ်တစ်နှစ်ကြာမယ်တစ်နှစ်ခွဲကြာမယ်ဒါတော့အဖြစ်ရေဘူးရပါတော့သူတို့ပြောတဲ့အချိန်ထက်ပိုကြာတယ်ဥပမာကျွန်မခေဆိုလို့ရှိရင်တစ်နှစ်ခွဲကြာမယ်လို့ပြောတယ်အခုဆိုလို့ရှိရင်နှစ်နှစ်နဲ့6လဖြစ်သွားပြီဖြုတ်ရတယ်ပေါ့နော်အဲ့တော့နှန်းထားတဲ့ပိုကြာတတ်တယ်နှစ်ပတ်တစ်ခါသွားရတဲ့လာတွေအများကြီးရှိတယ်တစ်လတစ်ခါသွားရတဲ့လာတွေအာရှိတယ်ဆိုရခါကြတော့ကိုယ်အိမ်နဲ့အနီးဆုံးမှာဖြစ်မှာကိုကမပြတ်မကွက်နဲ့ပုံမှန်သွားမှာကျမဆိုတခါမှမပြတ်ဘူး ဒါမှမဟုတ်ခုနှစ်နှစ်နဲ့6လရှိနေပြီမဖြုံရသေးဘူးပေါ့နော်အဲ့တော့နံပါတ်1ချက်ကကိုနဲ့အနည်းဆုံးမှရှိတဲ့ဆေးကံကိုသွားပါအဲ့တော့မြန်မာနိုင်ငံကသွားဆေးကံပေါ့နော်သွားညှိကူတဲ့ဆေးကံမျိုးကြည့်မယ်ဆိုလို့ရှင်ဗျမ်းမြက၃မျိုးခွဲခြားလို့ရတယ်နံပါတ်1အမျိုးအစားကသူ့ရဲ့ reputation ကိုလည်းကိုမသိဘူးသူ့ရဲ့ရလဒ်ကိုလည်းကိုသိတိတ်မကျင်းသိဘူးပေါ့နော်ဟိုဈေးကတော့ချိုးကောင်းချိုးလိမ့်မယ်ဒါပေမဲ့ရလဒ်က အဲ့လောက်ကြီးကောင်းပါမလားမသေးကြတဲ့အတန်တန်ပေါ့နော်ဒုတိယအတန်ကကြာလုံးဝ average တန်ဘာအနေနဲ့သူ့စီလုံရင်တော့ပြန်းများတော့ကောင်းတယ်ဆိုရင်ရလိုက်ရမယ်ရေအတွက်တည်းကလည်းအများကြီးလက်ခံတယ်ကွာစိတ်ကနေလည်းအများကြီးရှိတယ်အဲ့တော့သူ့စီကိုဝင်လာရင်တော့အောင်မက်ရတယ်ဆိုတဲ့စိတ်ကမျိုးပြန်းများပေါ့နော် cookies ကလည်းအရင်မခတ်ဘူးတာမန်ပဲဆိုလို့ရှိရင်အဲ့ဒီအာစိတ်ကနေကိုရွှေ့တင်တယ်ပေါ့နော်နောက်ဆုံးတစ်ခုကတော့အာ ခတ်တယ်ဆိုတဲ့ case တွေမှာကင်နာတို့ဈေးကြီးတာတို့လို့ရှင်အရေးအတွက်အများကြီးကိုလက်မခံဘဲနဲ့နည်းနည်းပဲလက်ခံပြီးတော့မှဒီတယောက်ချင်းစီရဲ့ဟာကိုစိတ်ချနေတဲ့လေလုပ်ပေးတဲ့ဈေးကမျိုးပေါ့နော်ဒါမျိုးဆိုရင်တော့ကျင်းနေတယ်ဈေးကတော့ကြီးနေမယ်ကျန်းများထပ်ပေါ့နော်အဲ့တော့မျိုးစားတော့အဲ့လိုမျိုး၃မျိုးခွဲချလိုက်မယ်ခွဲချလိုက်ပြီးတော့မှကိုယ့်ရဲ့ဒီသွားချင်းကြီးပေါ့နော်ကိုယ့်သွားချင်းကြီးကပြုတ်ပြင်းမှုခတ်တာလားဒါမှမဟုတ်လွှဲတာလားအဲဒီပေါ်ချင်းကြီးပေါ့မို့ဒီကိုယ့်အောင်ဘယ်ဘက်ဆက်ထိလိုချင်တာလဲပေါ့နော် ဒီပေါ်အချိန်ဒီပေါ်မူတည်ပြီးတော့အောင်မအောင်တန်းမတည်ကြဘူးပေါ့နော်အောင်လားမအောင်လားမတည်ကြတဲ့ဟာကိုသွားမှလားဖြန်းဖြန်းအောင်မရတဲ့ဟာကိုသွားမှလားလုံးဝ top တွေရထုတ်ပေးတဲ့ဟာကိုသွားမှလားဒါတော့ကိုယ့်ကိုယ်ဆုံးဖြတ်ရမယ်ပေါ့နော်ကြပြင်စေးကန်းရွေးလဲဆိုလို့ရှင်စေးကန်းရဲ့ management ကိုလည်းကြည့်တင်တယ်ပေါ့နော်။ရန်ချင်းကိုဘယ်လိုပေးလဲပေါ့။မှန်မှန်ပေးလားဘယ်လိုစနစ်မျိုးနဲ့သွားလဲ။ပြီးရင်ဒီသူတို့စေးကန်းမှာခင်မီစက်ကရီယာတွေရှိလားပေါ့နော်။စောစောပြက်သေးပဲလား။ ါမျိုးဆက်တည်ရခင်မိလားပြီးရင်ဒီ data တင်ဆက်မှုပေါ့နော်ဒီဒီစပြီးတော့တောင်းကြည့်တော့မယ်ဆိုလို့ရှိရင် before and after တွေ progress တွေစင်စင်ကိုဒီ record လုပ်ပြီးတော့မှယူထားတဲ့အဲဆေးကမ်းမျိုးလားပြီးရင် customer service ကရောဘယ်လိုမျိုးလဲဒါမျိုးတွေကိုဟိုကြည့်ပြီးတော့မှဆေးကမ်းရေးချက်တင်တယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကကြတော့ဆ ਿਆ ဝင်ရေးချက်မှုမြန်မာနိုင်ငံမှာကတော့ဆ ਿਆ ဝင်တယောက်တည်းအတူတူပါပဲပေါ့နော်မတူညီတဲ့ဈေးကနေမှထိုင်တာမျိုးတွေရှိတယ်။အဲအဲ့ဒီဆိုတဲ့အခါကျတော့ဈေးကနေဆ ਿਆ ဝင်တွေအတွဲပြီးတော့ရင်းသွင်းတင်တယ်ပေါ့နော်။ အဲ့ဆရာဝန်ဆိုလို့ရှိရင်ဒီတောင်းကြီးကူတာမှုမှာအထူးကူယူထားတာဘွဲယူထားတာမျိုးဆိုလို့ရှိရင်တော့ပိုကောင်းတာပေါ့နော်ဒါပေမဲ့တချို့ဆရာဝန်တွေကလည်းအဲ့လိုဘွဲမျိုးမရပါဘဲလှုပ်တက်ကတအားရှင်ပြီးတော့ဘိုးရည်လေးဖြစ်နေပြီးကျွတ်ဖြစ်နေပြီပေါ့နော်ဒီလိုမျိုးဆိုလို့ရှိရင်လည်းဒီဆရာဝန်တွေကိုရွေးချယ်တဲ့နေပေါ့နော်အဓိကကတော့ဆရာဝန်ရဲ့စိတ်ရှင်မှုကိုယ့်ကိုရှင်းပြမှုပေါ့နော်ဟိုတချို့ဆရာဝန်တွေစိတ်မရှိဘူး။ဘာလုပ်မေးလို့လုပ်ပြလိုက်မှမသိဘူး။ဒါကဘာလို့လုပ်တာလဲ။ မတိရဘူးနော်မင်းလည်းစိတ်မရှိဘူးဒါမျိုးတွေဆိုလို့ရှင်ရှောင်းတင်နေပါဘောနော်ပြီးတော့ကျမနောက်ထပ်ခံယူရကလူတိုင်းကိုတပြင်းညီအရေးကြီးရလို့ခံယူပြီးတော့မှကုသပေးတဲ့ဆရာဝန်မျိုးပေါ့နော်ဟို influencer မို့လို့တော့ curator အာတာမန်လူမို့လို့သူ့ case ကိုလက်လွတ်စပယ်လောက်တာဒါမျိုးဆိုလို့ရှင်တော့အဆင်မပြေဘူးလူတိုင်းကိုတပြင်းညီဒီလူတိုင်းလူတိုင်းရဲ့ grace ညာနေရအရေးကြီးတယ်လို့ခံယူထားတဲ့ဆရာဝန်မျိုးပေါ့နော်ဒါမျိုးကိုရွေးချယ်တဲ့နဲ့အဲ့တော့ဆရာဝန်နဲ့စေခန်းနဲ့ကိုပေါင်းပြီးတော့မှရွေးချယ်တဲ့နဲ့ကိုရဲ့ low action ကို case ရဲ့အဲခက်ခဲလားချုပ်ထွေးလား simple ဖြစ်လားရွေးရှင်လားပေါ့နော်ဒါမျိုးပေါ်မူတည်ပြီးတော့မှစေခန်းနဲ့ဆရာဝန်နဲ့ကိုရွေးချယ်တင်ပါတယ်အဲ့တော့နောက်ဆုံးအနည်းချုပ်နေမယ်ဘာအနေနဲ့မေးလို့ရတဲ့ Facebook community ရှိတယ်အဲမြန်မာနိုင်ငံမှာဆိုလို့ရှိရင် Blazers are beautiful ဆိုပြီးတော့ဒီ page နှစ်ခုရှိရပါတော့เนาะအဲ့ဒီမှာကိုယ့်ရဲ့အခက်ခဲတွေ တော်ညှိတဲ့လားမညှိတဲ့ဦးလားညှိရင်ပဲဆရာဝန်ရွေးတယ်လေဆရာဝန်ရဲ့ review တွေဈေးကန်ရဲ့ review တွေပြီးရင်ဖြုတ်ခံနေရင်ရောမလိုသေးလဲကြည့်ပေးကြပါအောင်ဒါမှဒီမှာဆိုလို့ရှိရင်ဒီ community ကအရင်အထောက်အကူဖြစ်တယ်ပေါ့နော်အဲဒေချာလေးလည်းပြပြကြရတယ်ဒါပေမဲ့ promotion ဆက်တဲ့ဟာတွေကိုတော့ကြော်သွားပေါ့နော်ဒါဒီ community မှာကိုယ့်ရဲ့အခက်ခဲတွေကြုံလာရမယ့် bridge journey မှာဖြစ်နိုင်တဲ့ဟာလေးတွေအာတိုင်နေလို့ရတယ်အဲ့တော့ bridge step ပြီဆိုပါဆိုတက်ပြီဆိုလို့ရှိရင်တော့ညှမ်းမှန်းထားရမယ့်အချက်လေးတွေပြပြမယ် နာတယ်ဒါပေမဲ့ပိန်လဲရဲ့အတယောက်နဲ့တယောက်မတူဘူးကျမဆိုမနာလေးစီမှာပါတယ်အဲအဲ့ဒီအခါကျတော့ကျမဆိုလို့ရှိရင် brace step ပြီးတော့လဲဆာဆာလို့ရတယ်သူများတွေဆိုလို့ရှိရင်အာစံညွယ်သားတဲ့နေထိုင်ရှိတယ်ကျမဆိုလို့ရှိရင်ခဏန်းလဲကြိုက်တာပဲအကုန်စားတယ်ဘာမှမဖြစ်ဘူးနော်ဘာမှမဖြစ်ဆိုရင်ပျောက်သွားရည်တော့ရှိတာပေါ့နော်အဲ့တော့ပိန်လဲရဲ့တယောက်နဲ့တယောက်မတူဘူးဒါပေမဲ့နာမှာတော့ရှိတယ်ပေါ့နော်အဲ့တခုရှိမှာပြီးရင်ရုပ်ဆိုးလာရင်တော့ခံစားရမယ်ဒီဒီ ဒီပချောင်လေးကကြာလာတာပေါ့နော်ဒါပေမဲ့ brief ထုတ်ပြီးတော့ပြန်ပြီးတော့မှပြည့်သွားလိမ့်မယ်ပေါ့နော်အဲ့တော့ဒီရုပ်ဆိုးလာနိုင်နေဆိုတဲ့ဟာမျိုးရှိရဲဒါပေမဲ့ပြင်ပြန်ပြီးတော့ဆက်ပြည့်သွားလိမ့်မယ်အဲ့တော့အနည်းဆုံးနေနေကတော့ဒါပဲပေါ့နော်ထပ်ပြီးတော့ digital ရှိရင်လည်းမြင်လို့ရတယ်လူတိုင်းလူတိုင်းကအာတို့တို့ brace journey ကအရေးကြီးတဲ့အတွက်ကြောင့်မို့လို့လူတိုင်းလူတိုင်းကိုလိုချင်တဲ့ရလဒ်ကိုရပါစေလို့ညွှန်းနေတက်တန်း